ကဲဒီနေ့ကတော့449ဘက်နဲ့ဒူယင်းဒီအဝစာမဲ့ vlog လေးပဲဖြစ်ပါတယ်။ဗာလေးတွေစားခဲ့မလဲဆိုတာတော့အဆုံးထိလိုက်ကြည့်ပေးပါအောင်နော်။ဒါတော့နာမည်ကြီးနေတဲ့ Finis Protuna မှာဒူရင်ဒီအဝါစာဘူဖေးလောက်သွားရလေးပေါ့နော်။သူမှာ package 3မျိုးရှိရတဲ့မှာမှာ sign တော့ကျတော့ဒီ69ဘတ်တန်ဒူရင်ဘူဖေးလေးကိုစားခဲ့ရပါပေါ့နော်။ အမ်မာမှာ sign up နေပြီးတော့ hungry help application နေပြီးတော့ booking ကြိုတင်သွားတာရယ်မဆုမြတ်ရဲ့ point လေးတွေပါထည့်သုံးလိုက်တော့449ဘတ်နဲ့ဒီ durian buffet ကိုစားလို့ရလိုက်တာပေါ့နော်အဲဒီ package တွေမှာဆိုရင်တော့သူကဒူရင်းတီးကိုနှစ်မျိုးပဲရေးလို့ရရပေါ့နော်အဲ့မှာကကြတော့မွန်ထောင်းတီးရယ်ဖုန်မနီတီးရယ်ပေါ့မှာမွန်ထောင်းကကြတော့အဲအသားတော့ ထူတယ်ဒါပေမဲ့သူ့ရဲ့အရသာကတော့နည်းနည်းလေးပေါ့တယ်ပေါ့နော်ဖုန်မနီသေးရကြတော့သူကကြမော်လမြိုင်အသေးလိုမျိုးပဲအစိကြီးရဲ့ဒါပေမဲ့အသားကလုံးဝချိုပြီးတော့ပြင့်နေနေရောအဲ့အနဲဖုန်မနီသေးကိုပဲအဓိကယူဆခဲ့တာရှစ်ပကံလောက်ထီတော့ရှိမယ်ပေါ့နော်သူကကြတော့အချိန်ကတနားရီပေးထားဆိုတော့အဲ့တနားရီအတွင်းမှာအေးစိတ်ထိုင်စားလို့ရတယ်ဒါကတော့မွန်ထောင်းတိပေါ့နော်။သူကကြတော့အသားသာထူတာအရသာကြတော့တိတ်ပြီးတော့မထူဘူးပေါ့နော်။ ုံမနီသေးရဲ့အသားကကြတော့ဒီလိုမျိုးလေးပေါ့နော်လုံးဝပြင်းနဲ့ပြီးတော့အဲ့လိုမျိုးပျော့ပြီးတော့စားလို့အရန်ကောင်းတာဆိုင်တော့သွားစားတဲ့အချိန်ကလည်းအဲသူ့ရဲ့အစောဆုံးအချိန်7နာရီမှသွားစားလိုက်တာပေါ့နော်ဒီလိုမျိုးမင်းကွတ်တီးနဲ့အဲစက်မောက်တီးလေးလည်းထားပေးထားရပါတော့

အသေးတွေကတော့ဆက်ဆက်ချင်းခြားတော့ရောပျော့ပျော့လေးနဲ့တော်တော်လေးယူစားကောင်းမယ်အဲနောက်ပိုင်းအတုပ်တွေမှာခြားတဲ့အသေးတွေကြတော့နည်းနည်းလေးမာလာရပေါ့နော်အဲအဲ့ဒါကလည်းသူတို့ကိုတော့ပြန်ပြီးတော့ရွေးခိုင်းသူတို့ရရယ်အဲဒီလိုမျိုး durian sticky rice နဲ့ durian lasagna ဆိုပြီးတော့လည်းရှိသေးတယ်။ဒါကတော့ cheese ရဲ့ durian သီးရဲ့အောက်ကကောင်းကျင်းရဲ့ဆိုတော့တော်တော်လေးကိုအီစိမ့်ပြည့်နေပေါ့။အဲကိုကလည်း durian သီးကိုပဲအဝစားချင်တာဆိုတော့အဲဒီလို side dish လေးတွေကိုတော့တိတ်ပြီးတော့မစားခဲ့တော့ဘူးပေါ့နော်။ ဒီ twin tea buffet ကပုံမှန်ဈေး699ပန်းနဲ့ဆိုလို့ရှိရင်တော့တန်မတန်မပြောတတ်ပေမဲ့အခု450ပန်းနဲ့ရခဲ့တာဆိုတော့တော်တော်လေးကိုတန်တယ်။စားခဲ့တာကလည်းအမွား20ကျော်လောက်ရှိမယ်ပေါ့နော်။အဲမတန်တာကတော့ဆိုင်ရှင်ဘက်ကပဲဖြစ်လာမှာပါ။ကဲ twin tea လည်းအဝစားပြီးသွားပြီးအချိန်လေးပြည့်ပြီဆိုတော့အားလုံးပဲတတ်တာ။